မင်္ဂလာပါရှင် Grace Blue Channel ကနေအားလုံးကိုနှွေးထွေးစွာနဲ့ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ခုံအောက်ကချောင်းကြီးနေတဲ့တရေဂျပန်တရေနဲ့အခြားစိတ်ဝင်စားစရာကြောက်စရာတရေဗီဒီယိုတွေကိုရွှေးချယ်ပြီးတော့တင်ဆက်ပေးချပါတယ်ဗီဒီယိုလေးကိုတရှုတဲ့အခါမှာ VPN လေးဖွင့်ပြီးတော့တရှုပေးခြင်းဖြင့်ညီမရဲ့ Channel လေးကိုထောက်ပံ့ပေးခဲ့ဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်ရှင်ဒါဆိုလို့ရှင်ဆက်လိုက်ကြရအောင်နော် ခုပထမဆုံးတပုံးအနေနဲ့ရွေးချယ်ပေးထားတာကကြတော့ VNM ကတစ်တော့ယူစာကောင်လေးတယောက်သူရဲ့တစ်တော့အကောင့်မှာတင်ထားတဲ့ဗီဒီယိုအဲသူကသူရဲ့အိမ်မှာအိတ်နေရင်နဲ့မနေ့၃ညရီချိုးပြီးလောက်မှာရုတ်တရက်လန်နိုးလာပြီးတော့သူ့အထူးဟူကစောင့်ကြည့်နေတယ်လို့ထူးဆန်းတဲ့ခံစားချက်ကြီးဖြစ်လာတယ်တဲ့အဲဒါပေမဲ့အဲ့ဒီအချိန်သူကဖုန်းကင်မရာနဲ့အခန်းကိုမတန်းတင်တာမျိုးမလုပ်ဖြစ်လိုက်ဘူး အဲ့လိုကနေပြီးတော့ရန်နေငယ်ကြပြီးတရက်ကြတော့အရင်တစ်ခေါက်အချိန်လောက်ပဲတယောက်ယောက်ကစောင့်ကြည့်ခံနေရတယ်လို့ထူးဆန်းတဲ့ခံစားချက်နဲ့သူထပ်ပြီးတော့နိုးလာပြန်ရောဒီဒီချိန်ကျတော့သူသူ့ရဲ့အခန်းကိုဓာတ်ပုံရိုင်မှတ်တမ်းတင်ဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီခါကျတော့ဓာတ်ပုံထဲမှာတကယ့်ကိုကြောက်စရာကောင်းတာပါလာခဲ့ကြည့်လိုက်ရအောင် ထမတော့တေချာမမြင်ရဘူးဆိုပေမဲ့ပုံကိုနည်းနည်းလေးအလင်းကျင်ပြီးတော့တေချာကြည့်ကြည့်လိုက်တဲ့အခါမှာဇပွဲဟိုတစ်ခုရဲ့အောက်မှာပုံပြီးတော့သူ့ကိုလှမ်းကြည့်နေကြောက်စရာအရာတစ်ခုရှိနေရဓာတ်ပုံထဲမှာကျမတို့မြင်ရတယ်တော်တော်လေးကြောချမ်းစရာကြီးနော် ဒီဖြစ်ရပ်ကိုကြည့်လို့ရှိရင်ကောင်လေးကအရင်ကြောက်စရာအရာကိုမြင်တာမမြင်ဘူးသေးတဲ့အချိန်သူ့ဘာသာလန့်လန့်ပြီးတော့နိုးလာတာဒီတော့တခါတလေမှလူရီရဲ့တခုခုအန္တရာယ်ဖြစ်ခံနေကြလို့ရှိရင်အလိုလိုသိပြီးတော့လှုံ့ဆော်တက်တက်ခန္ဓာကိုယ်နဲ့အုံနောက်ကတကယ်ကိုအံ့ဩဖို့ကောင်းတာကျွန်တော်တို့တွေ့ရတယ်သူ့ရဲ့ခန္ဓာကိုယ်နဲ့အုံနောက်ကသူ့အန္တရာယ်ရှိနေတာသူတယောက်ယောက်ရဲ့စောင့်ကြည့်ခံနေရတယ်ဆိုတာကိုတတိပီးရဲ့ပုံစံပဲဒါနဲ့အခုကြည့်နေတဲ့ပြိတ္တတွေမှာလည်းညာဘက်တွေလမ်းမနိုးဘဲနဲ့ တေချာစိတ်ချလက်ချအိတ်နိုင်အောင်လို့ကိုယ့်ရဲ့အိတ်ခံကိုကိုမအိတ်ခင်မှာတေချာစစ်ဆေးပြီးမှအိတ်ကြအောင်နော်။ဘာဖြစ်လို့လဲဆိုတော့အဲ့ကောင်လေးလိုစောင့်ကြည့်ခံနေရရင်ဘယ်လိုလုပ်မလဲ။ဒုတိယတဘုံအနေနဲ့ရွေးချယ်ပြီးထားတာကကြတော့ TikTok user motulu4256 ကသူရဲ့ TikTok အကောင့်မှာတင်ထားတဲ့ဗီဒီယိုအဲသူကညာရှိနိုင်ဝင်းကျင်လောက်ကြီးထိုင်းနိုင်ငံတနီးယားကလူပြက်တဲ့လမ်းပေါ်မောင်းလာရင်းနဲ့ရုတ်တရက်အခုလိုကြောက်စရာဖြစ်ရဲ့နဲ့ကြုံလိုက်ရတာကြည့်လိုက်ရတာ တော်လေးထူးဆန်းနေရုတ်တရက်ကြီးဘယ်ရဘလို့ပေါ်လာမဲမသိရဲ့အဖြူရောင်ကားဝင်ဝစ်ထားတဲ့အမျိုးသမီးတယောက်ကိုသူမြင်လာရတော့တော်တော်လေးလန့်သွားတယ်ဗီဒီယိုကိုအလင်းတင်ပြီးတော့နှီးကြည့်လိုက်မယ်ချလို့ရှိရင်အော်အဲ့ပုံကြီးကြီးကကွာအစတော့တပိုင်းမင်းပေါ်လာတာနောက်တော့သူတခုလုံးပျောက်ကွေသွားတယ်ဒါဆိုရင်ဒါတေချာဖောက်လူမဖြစ်နိုင်တော့ဒါဆိုရင်ဒီရင်မောင်းကသူ့ရဲ့ကားရဲ့ကင်မရာနေပြီးတော့ပရလောကနဲ့တက်ဆိုင်နဲ့တဘာဝလုံးဖြည့်ရက်တက်တီကိုတကယ်ကြီးရိုက်မိခဲ့ရလား ဒါမှမဟုတ်ဒါကအတုလားဖန်တီးချတာလားအဲကိုယ့်ရဲ့ထင်မြင်ချက်လေးတွေကိုကမက်မှာဆွေးနွေးပြီးတော့ဝေမျှပေးခဲ့လို့ရပါတယ်ရှင်အခုတတရတပုတ်ကကြတော့ဂျပန်လူမျိုးတယောက်ရိုက်မိထားတဲ့ဗီဒီယို TikTok creator Anthony Yamada လို့ခေါ်တဲ့သူနာမည်อ่ะသူကသူ့ရဲ့ TikTok အကောင့်မှာသူ့ရဲ့ Japan lifestyle video တွေနဲ့သူ့ရဲ့အရိယာအိမ်ချမ်းမြေမှာရနိုင်တဲ့အိမ်ကြီးကြောင်း video တွေပဲတင်လင်းရှိရဲ့သူဒီတစ်ပုတ်ကလည်းသူ့ရဲ့အဲ video တွေရတစ်ပုတ်ပဲဒါပေမဲ့ဒီ video မှာ Anthony က Japan Fukuoka မြို့ကဈေးသက်သာတဲ့အိမ်ခံလေးခန်းပါအိမ်တစ်လုံးထဲမှာပတ်ပြနေရင်းနဲ့ကြောက်စရာအရာပါလာခဲ့တာကြည့်လိုက်ရအောင် Here's what $760 gets you in Fukuoka, Japan. Now, today we have a classic Japanese home, starting with a very nice tatami room. This house will run you a monthly rent of Juni Monen. This four bedroom home is in a wonderful location, a three minute walk away from a supermarket, electronics store, and convenience stores. Hello. အဲသူကအဲ့ဒီအိမ်ကိုပတ်ပြတဲ့အချိန်မှာဂျပန်စတိုင်အကြီးအောင်နံရံရဲ့နောက်ဖက်မှာဘက်တက်ရက်နေရဲ့ယောက်ျားတစ်ယောက်ပုံစံပုံရိပ်ရှိနေရ။အန်ထိုနီကတော့မြင်လိုက်တဲ့ပုံစံမပေါ်ဘူး။သူကအဲ့ဒီအိမ်ကိုဝင်ပြရင်နဲ့တိတ်မကြခင်အချိန်မှာအခုလိုပုံရိပ်ကြီးကကင်မရာထဲမှာပါလာတာ။အန်ထိုနီကအဲ့ဒီနံရံနောက်ဖက်ကိုကြည့်လိုက်တဲ့အခါကျတော့အဲ့ဒီမှာတရားမှမမြင်ရဘူး။ဒါပေမဲ့အန်ထိုနီကဒီထူးဆန်းတဲ့ဖြစ်ရက်တစ်ခုလုံးကိုတော့သူသတိထားမိလိုက်တဲ့ပုံစံမျိုးမရှိဘူး။အများစုကကြတော့သူ့ရဲ့ဗီဒီယိုအောက်မှာတရှိသူ အများစုကကြတော့ဒီလိုနာမည်ကြီးရဲ့မြို့မှာရှိတဲ့အိတ်ခမ်း၄ခန်းအောင်ပါတဲ့အိမ်ကတစ်လဒေါ်လာ860တဲ့နေ့ငားလို့ရတာဆိုတော့တော်တော်လေးသူတို့အံ့ဩပြီးတော့မျိုးစုံပြောထားကြတယ်။အဲဒီလိုဈေးသက်သာတာကပြောရမယ်ဆိုလို့ရှင်ဒီလိုတရေနဲ့များဆိုင်နေမလား။တချို့ရှုသူတွေရကြတော့ဒီအိမ်နဲ့အတူတရေပါအစ်စ်ပါတာလားဆိုပြီးတော့စားနောက်ပြီးအောင်သူတို့မေးနေကြတယ်။ဒါကဂျပန်တရေတကောင်ဟုတ်လားမဟုတ်ဘူးလား။အာကိုဆိုရင်ရောဒီတကောင်နဲ့အတူနေဖို့အတွက်ဒေါ်လာ860ပေးငားပြီးတော့နေမှာလား။ ပရိသတ်တို့ကိုယ်တိုင်ဆုံးဖြတ်နိုင်ပါတယ်။သရုပ်ထားတစ်ပုဒ်ကြတော့ Maggie Gan ဆိုတဲ့ကောင်မလေးတင်ထားတဲ့ဗီဒီယိုသူကသူ့ရဲ့အိမ်နာပတ်လည်မှာထူးဆန်းတဲ့ဖြစ်ရပ်တွေကြုံနေရတယ်လို့သူကပြောလာတယ်။ So in the upstairs of my house the, there's two rooms both of the doors open and close all the time by itself အလွာနေတရေကြတော့မဂီကသူ့ရဲ့ကြောင်လေးချစ်စရာဗီဒီယိုကိုရိုက်ကူနေအဲ့ရနေရုပ်တရက်တကယ်ကိုထူးဆန်းတဲ့ရှိရဖြစ်လာတယ် အစအကျတော့လေမက်ဂီကဘာမှ ချူးချားတယ်လို့တွေးမနေဘူး။အဲသူ့ရဲ့ကြောင်ကသူ့ဘာသာစော့နေရအဲ့ဒီကနေသူ့ချော်လဲပြီးတော့ဖြစ်နေရပေါ့။အဲ့လိုပဲတွေးပြီးတော့သူကရီအောင်ရီနေသေးတယ်။ဒါပေမဲ့သူကဒီဗီဒီယိုကိုပြန်ကြည့်လိုက်တဲ့အခါကျတော့ကြောင်ရဲ့အမိကမမြင်ရတဲ့တစုံတစ်ခုကအားနဲ့စောင့်ဆွေလိုက်တဲ့ပုံစံကြီးဖြစ်နေရ။သတိထားမိပါတယ်။ဗီဒီယိုကတရှိသူတော်တော်လေးများလာပြီးတော့ဘသူကမှဒီကြောင်လေးဘာဖြစ်သွားတာလဲဆိုတာကိုလုံးဝရှင်းမပြနိုင်ကြဘူး။ပရိသတ်တို့ရောဒီကြောင်လေးဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်လို့ဘလို့ချင်ပါတယ်လေရှင့်။ကိုရဲ့ချင်းမြင့်ချက်လေးတွေကိုအောက်ကကွန်မန့်မှာဆွေးနွေးပြီးခဲ့ကြပါဦးနော်။ ။နောက်ဆုံးပုဒ်ကကြတော့တေလာဝါချာချာဆိုရိတ်တစ်တော့ကောင်းအနေတင်ထားတဲ့ဗီဒီယိုကိုတင်ဆက်ပေးမှာပါ။သူကသူ့ရဲ့ချစ်သူကောင်မလေးကသူ့ကိုသူမရဲ့အိမ်မှာတရေခြောက်တယ်လို့ပြောပြောသူတယောက်တည်းရှိရချင်နေသလိုရှင်ရင်အပေါ်ရက်ကခြေတံနေကိုမကြခဏကြားရတယ်အဲ့လိုမျိုးပြောလာတယ်။ဒါပေမဲ့တေလာကကြတော့သူပြောတာကိုလုံးဝမယုံ။ဒီတန်နေကအိမ်ကဟောင်းနေလို့အဲ့ဒီအိမ်ရဲ့ကြမ်းကင်းနေရနေပြီးတော့ပိုတိုက်တယ်မြည်တာပေါ့အဲ့လိုပဲသူကထင်တယ်။ဒါပေမဲ့ဖြစ်ချင်တော့တညကြတော့သူ့ရဲ့ချစ်သူကောင်မလေးကအလုံးမှရှိနေ။အဲ့ဒီချိန်မှာ My front camera is smashed but I'm here at my girlfriend's house by myself. She always says it's haunted because it sounds like somebody is walking around upstairs. I've never heard it until now. I don't, I always said it's not haunted because the house is a little old but it legit sounds like there's somebody upstairs. I will swing on a ghost or if it's a person, I don't care. Who's up there? Oh my god, they're like at the top of the stairs. Come down these stairs and I will swing on you, I promise. ရားကနေပြီးတော့ခက်မြမြန်ကြည်ကြည်လောင်လောင်ကြီးရဲ့ဆဲလာတဲ့ခြေတန်းတွေကိုသူကြားလိုက်ရပြီမဲ့အာအလုံးမြင်လိုက်တဲ့အတိုင်းပဲအဲ့မှာတရားမှရှိမနေဘူးအဲ့တန်ကြားလိုက်တဲ့ခါကျတော့တီလာအချက်ချင်းပဲအဲ့မမြင်ရတဲ့အရာကိုလှမ်းပြီးတော့ဆွဲထိုးဖို့ကြိုးစားလိုက်တယ်ဒါမဲ့ဘာမှထိခိုက်အောင်တော့လှုပ်လိုက်နိုင်ပုံမပေါ်ဘူးသူထိတ်တိုက်ရင်ဆိုင်ရတဲ့သူ့ရဲ့တက်တီကိုတော့ချီးကျူးရမှာပေါ့ဒီဗီဒီယိုကတကယ်အစ်စ်မှန်တာဆိုရင်တော့ဒီညကြုံရင်တီလာတယောက်တရေ၆တာကိုယုံကြည်မရှိဘူးလို့သူကမလေးကိုထပ်ပြောနိုင်မှာမဟုတ်တော့ဘူးသိကြတယ်ကြည့်ရှုရပေးခဲ့ကြတဲ့ ဒီရောက်ချီစီရင်ကိုကျေးဇူးအထူးပဲကျင်ပါတယ်ရှင်နောက်ဗီဒီယိုကြီးကြမှာပြန်ဆောင်ကြမယ်နော်အားလုံးပဲတတ်တာ